package လာပြီချင်းနေအော် package ရလာပါပြီအားလုံးမင်္ဂလာပါဒီကနေ့မှကျွန်တော်ဒီဟာလေးကို unboxing လုပ်မှာဖြစ်ပါတယ်ဒီမှာ ပါလဲဆိုတာကိုကျွန်တော်နဲ့အတူတူကြည်လိုက်ရအောင်ပါဒါကတော့ကျွန်တော်တို့ဒီ retouching လုပ်တယ်ကျွန်တော်ဗီဒီယို editing မှာကျွန်တော်တို့ ဒီ brush တွေကိုကျွန်တော်တို့ mouse နဲ့အသုံးပြုတဲ့အခါမှာကျွန်တော်တို့ mouse အစားဒီကောင်းလေးကိုကျွန်တော် pan tool နဲ့ပေါ့နော်ဒါလေးကိုကျွန်တော်အသုံးပြုမှဖြစ်ပါတယ်ဒါကကျွန်တော်ခုမှပြမအုပ်ဆုံးစပြီးတုံးကြည့်မှာပါရင်းတော့တော့ခါမှမတုံးဘူးပါဘူးဒါပေမဲ့ဒီဟာလေးနဲ့ mouse အစားဒီဟာလေးတုံးလို့ရှင်တော်တော်လေးအဆင်ပြေလို့ပြောကြပါတယ်ကျွန်တော်တို့ကျွန်တော်ဒီဟာလေးကိုခုမှစပြီးတုံးကြည့်မှာပါအဲ့ဒါဆိုရင်အထက်မှာဘာတွေပါလဲဖွင့်ကြည့်မယ် tablet site ဒါတော့ median site ပါကျွန်တော် small ရှိတယ် median ရှိတယ်ပြီးလို့ရှိရင် large ရှိတယ် site သုံးမျိုးလာပါတယ်ဒါတော့ကျွန်တော် tablet ကျွန်တော် tablet ဖြစ်တယ်ဒါတူမှာအာ wire ဘာချုပ်ပါမယ်ပြီးလို့ okay ဒီမှာတော့ဒီမှာပါ ဒါတော့ retouching လုပ်တဲ့လူတွေကျွန်တော်တို့ဒီ painting လုပ်တဲ့လူတွေပြလို့ရှိရင်ကျွန်တော်တို့ပုံတွေဆွဲတဲ့သူတွေပေါ့နော်ကျေးဒီမှာတော့ပါမပါမရှိတော့ပါဘူးဒီ size လောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအတော်ပါပဲဒီ size ဆိုလို့ရှိရင်ကျွန်တော်တို့အရင်လည်းမကြည့်ဘူးကျွန်တော်တို့ large ဆိုလို့ရှိရင်တော့လေကျွန်တော်တို့ကြီးသွားမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ဖွင့်ကြည့်မယ် ုမှာတော့ screen ကျွန်တော်ဒီခေတ်မှာတော့ screen မပါပါဘူးကျွန်တော် screen ပါတဲ့ဟာတွေဆိုလို့ရှိရင်တော်တော်လေးကျွန်တော် iPad ပုံစံမျိုးဆိုလို့ရှိရင်တော့စေးကြည့်ပါတယ်သို့ဆိုလို့ရှိရင်900ကျော်ရှိတယ် short ဆိုလို့ရှိရင်တော့2000လောက်ပေးရ2000ကျော်ပေးရတဲ့ဟာမျိုးတွေရှိတယ်နောက်ပိုင်းဒီဒီ webcam pro လို့ပါတော့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူကဒီမှာ screen ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဒါဒီလိုမျိုးကိုလိုရတဲ့နေရာကိုကျွန်တော်တို့အကုန်လုံးမြင်ရတယ်ပေါ့နော်ဒီဟာကျတော့ မမြင်ရပါဘူးအဲ့ဒါကြတော့သူရအားနေချက်ပေါ့နော်ဈေးကလည်းကျွန်တော်တို့100ကျော်လောက်ပဲရှိရဲဆိုတော့အရင်ကြီးဈေးမကြီးတဲ့အတွက်ကျွန်တော်တို့စကင်ပါတဲ့အစင်တီမရောက်ပါဘူးဒီလိုကွာစကင်နဲ့လိုရှင်နဲ့လိုရှင်တော့သူဈေးကြီးကြီးပေးဝေးမှရပါပါတော့ဒီဟာလေးဒီမှာသူရဟိုလေးဒီမှာတက်လိုက်မှာ တမ်းမျိုးလေးโอเคဒါတော့ USB ဒါ USB type ဒါတော့သူရဲ့ instruction ဒါတော့ pan ပေါ့နော်ဒီမှာ pan ပါတယ်โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ပိုင်းမှာ ဒီအားလေးနဲ့ဘလို့အသုံးပြုလဲဆိုတာကိုကျွန်တော်ပိုင်း tutorial လေးတွေထပ်ပြီးတော့လုပ်ပေးပါဦးမယ်အားလုံးပဲအဆုံးထိအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye